အားလုံးမင်္ဂလာပါဒီကနေ့မှာဒီတန်ဘုဒ္ဓကာထာမှာပါတဲ့အာသိန်း1200 2000နှစ်ချီရှိစုဖရာတွေအကြောင်းကို ပြောပြပေးမှာဖြစ်ပါတယ်ဘယ်လိုပြောပြမလဲဆိုတော့ဦးလင်းအနေနဲ့ကအကြောင်းဒီအချက်၃ချက်နဲ့ပြောပြပေးပါမယ်နံပါတ်၁အချက်ကဒီ9သိန်း1200 2000နှစ်ချီရှိစုဖရာတွေကိုဘာကြောင့်ပူဇော်ရတယ်လဲနံပါတ်၂အချက်ကပူဇော်ရင်ဘယ်လိုအကျိုးကျေးဇူးများရတယ်လဲနံပါတ်၃အချက်က ီ9သိန်း9သိန်း1200ဘတ်ကျရှိသူဖျားတွေကိုဘယ်လိုရေတွက်ရတယ်လဲဆိုတာကိုရှင်းပြပေးပါမယ်ပထမဦးဆုံးဒီဦးဇင်းတို့ဘာကြောင့်ပူဇော်ရတယ်လဲဆိုတဲ့အချက်ကိုပြောပြပေးပါဘာကြောင့်ပူဇော်ရတယ်လဲဆိုတာကတော့ဒါပူဇော်ထိုက်တဲ့အရာပူဇော်အပ်တဲ့အရာဖြစ်လို့ဦးဇင်းတို့ပူဇော်ရတယ်လို့ပဲပြောရမှာပေါ့နော်အခုလို့ဆိုတော့ဇရနာ၃ပါးဟာပူဇော်ထိုက်တဲ့အရာ ရှားပါးတဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်မလို့အကျိုးကျေးဇူးလည်းကြီးမားတဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဥစားဥစဉ်တို့ပူဇော်ရတယ်ဒီလိုပဲဥစဉ်တို့မှတ်သားဖို့လိုတယ်ပေါ့နော်တိတဲ့ကြကြပြင်းပြင်းသိကြရင်တော့ဒါမိမိတို့ဘာသာတွေးတော်စဉ်းစားကြည့်ကြဖို့တော့ဥစဉ်တိုက်တော့မရစေနောက်ဒီလိုပူဇော်လို့ချင်ရင်ဘလို့အကျိုးကျေးဇူးတွေရတယ်လဲဆိုရင်ဥစဉ်တို့ဒီတမုတ်တိကာထာပေါ့နော်တမုတ်တိကာထာကို အချိန်မှန်မှန်အမြင်မှန်မှန်ရပ်ဖတ်တဲ့အတွက်ကြောင့်မလို့ဒီအသက်ဘေးမှာလိုကင်းသွားတဲ့လူတွေဒါတွေလည်းရှိတယ်ပေါ့နော်ဦးဇင်းတို့မာဂရီတာစီရင်ကျဲမှုတင်နာဆောက်မှာဖော်ပြထားတာကတော့ဒါဒီတန်ဘုဒ္ဓေဂါထာကိုနေ့စဉ်မှန်မှန်ရွတ်မယ်ဆိုရင်ねဘာဖြစ်တယ်လဲဆိုတော့ဘေးအန္တရာယ်ကင်းရှင်းမယ်ကောင်းကျိုးအနန္တတည်းရမယ်တဲ့ဒီလိုရတဲ့အရာတွေကိုကြားတဲ့အကြောင်းတွေကိုအထောက်အထားလေးနဲ့သူပြောပြထားတယ် ကျွန်တို့မန္တလေးမြို့ဝါဒန်ရက်မှရေချိုဥယျမောင်ဆိုတာရှိတယ်တဲ့အဲ့ဒီရေချိုဥယျမောင်ကလေရင်ပြတ်ကြတဲ့အခါမှာအသက်မတည်ပဲတဦးတည်းကျန်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်သူ့ကိုမေ့ကြည့်တဲ့အခါမှာဘာကြောင့်အသက်ရှင်ကျန်ရစ်ခဲ့တယ်လဲလို့မေးတဲ့အခါတဲ့ဒီသူကတမ္ပုဒ္ဓီကာထာအမြဲမမှန်ရွတ်ပွားတဲ့အတဲ့ကြောင့်ဖြစ်ပါတယ်လို့ဖြစ်ကြတယ်။နောက်1936ခုနှစ်ကဘေယုမြို့သူအတော်လေရင်ဆက် ချုပ်ရင်းရထူးဆင်းတဲ့အခြားသူများထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတော့လဲစိမာသပင်ဆက်အဖွဲ့မှာမင်းသားဥကဲနဲ့စိမာဥကဲနဲ့စိမာအဲ့ဒီလိုပဲသူများတွေကထိခိုက်ဒဏ်ရာရတယ်သူကတော့ထိခိုက်ဒဏ်ရာမရဘဲဘေးကင်းခဲ့တယ်ပေါ့နော်။ဘာကြောင့်ဘေးကင်းခဲ့တယ်လဲဆိုတော့သူလည်းခုနလိုပေါ့။တမုတ်ဒီကာထာကိုအဲအများနေ့စဉ်မှန်မှန်ရွတ်တယ်။နောက်ဗုဒ္ဓနောက်တတိခုံတော်တွေကိုဖောင်းများတဲ့အတွက်ကြောင့်ရဲလို့သူဖြေကြတာတယ်ပေါ့။ ါဆိုလို့ချင်းဦးစင်းတို့ကအာသိန်းတသောင်းနဲ့တောင်နဲ့ကြည့်ရှိသူဖျားများပူဇော်ကြတော့တဲ့အတွက်ကြောင့်မလို့အကျိုးစီးစူးဘလို့ရတယ်ဆိုတာဒါတိလောက်ပြီးထင်ပါတယ်။နောက်ဒီငါးသိန်းတသောင်းနဲ့တောင်နဲ့ကြည့်ရှိသူဖျားတွေကဘလို့ဖြစ်လာတာလဲဆိုရင်ဦးစင်းတို့မြန်မာဝီကီပီးယားမှာဖော်ပြထားတာသူကဦးစင်းတို့အခုကဗတာကဘာပေါ့နော်ဦးစင်းတို့ဒီဗတာကဘာကနေပြန်ပြီးတော့ရေးတွက်လို့ရှိရင်နောက်ပြန်ပြီးတော့ ရေးတွက်လို့ရှိရင်အတင်းချင်း20နဲ့ကဘာတသိန်းမှာဒီပင်ကရာဖရာဆိုတာ ပွင့်တော်မူခဲ့တယ်တဲ့ဒီပင်ကရာဖရာ ပွင့်တော်မူခဲ့တယ်အဲ့ဒီ20တင်းချင်းနဲ့ကဘာတသိန်းမှာပွင့်တော်မူခဲ့တဲ့ဒီပင်ကရာဖရာကိုကြတော့ပောရဏဒီပင်ကရာဖရာလို့ဒါခေါ်တိမှတ်ကြတယ်။ဘာကြောင့်ပောရဏဒီပင်ကရာဖရာလို့ခေါ်ရလဲဆိုရင်ဒီနောက်လာမယ့်16တင်းချင်းမှာ ီပင်ကရာဆိုတဲ့ဘွဲ့အမိနဲ့ဖရာတစုပွင့်မှာဖြစ်တဲ့အတွက်ကြောင့်အရင်ပွင့်တဲ့ဒီပင်ကရာဖရာကိုဘောရနာဒီပင်ကရာဖရာလို့ခေါ်တယ်ပေါ့နော်အဲ့ဒီဘောရနာဒီပင်ကရာဖရာလက်ထက်မှာယဟန်တစ်ပါးကဒီကျောင်းဆောင်မှာမိထွန်းပူဇော်ဖို့အတွက်ယူရက်ကိုစီမြေလူကန်ထွက်တယ်ပေါ့နော်အဲ့ဒီအချိန်မှာဒီဖရာရဲ့ညီမတော်လည်းဖြစ်ဘရင်သမီးတော်လည်းဖြစ်တဲ့မင်းသမီးကဒီယဟန်လိုတဲ့မုံညင်းစီကို စပယ်အပြစ်လှူပြီးတော့သူဆူတောင်းတယ်ပေါ့။ဘာဆူတောင်းလဲဆိုတော့သူကဖျားဖြစ်ချင်တယ်။ဖျားဖြစ်ပြရစီဆိုပြီးဆူတောင်းပြီးတော့ဒီမုံညင်းစီကိုလှူတယ်။အဲ့ဒီလိုလှူပြီးတဲ့အခါကျတော့ယဟန်ကဒီသူကြောင်းပြန်တယ်။ကြောင်းပြန်ပြီးတော့ညရောက်တဲ့အခါမိရီထွန်းကြောင်းကမိရီထိန်နေမဝင်းနဲ့တင့်တယ်လှပနေတာပေါ့။အဲ့ဒီချိန်မှာမြတ်စွာဘုရားကစီမိရီဘုရားရတာလေ။ဘုဆုစီကလှူခံခဲ့တာလေ။မိတဲ့အခါကျတော့ ညဆော့ဖရားရဲ့ညမတော်စီကနေလူကန်ရရှိခဲ့တာပါညဆော့ဖရားရဲ့ညမတော်ကဒီစီမီလူပြီးတော့ဖရားစုပန်ခဲ့ပါတယ်ဖရားပြစ်ချင်ပါတယ်လို့ဆွတောင်းခဲ့တယ်လို့ညဆော့ဖရားကိုရှောက်တဲ့အခါမှာဒီညဆော့ဖရားက ပြန်မိတ်ဗာမင်းနာလဲဆိုတော့ရဟဒီမိမဘဝနဲ့ပေါ့နော်ဖရားစုပန်လည်းမရဘူးယောက်ျားဝင်ဖြစ်အောင်လို့အရင်စုပန်ယောက်ျားဖြစ်မှဖရားဖြစ်ကိုစုပန်လို့ရတယ်လို့မိန်တော်မူတယ် အဲ့ဒီအဲ့ဒီလိုနဲ့ဒီရဟန်းလေးကဒီနောက်တနေ့အဲ့လိုပဲစီမီလူကံထွက်တယ်ပေါ့နော်စီမီလူကံထွက်တဲ့အခါကျတော့ခုနမြတ်စွာဘုရားမိမကြတဲ့အတ္တမင်းသမီးကိုပြန်ပြန်ပြောပြတဲ့အခါမှာမင်းသမီးကနေပြီးတော့ဒီအဲ့ဒီဘဝကနေပြီးတော့ပေါ့နော်ဒီယောက်ျားဒီမောင်ကြီးစီလူန်းလူတိုင်းပေါ့ဒီယောက်ျားဖြစ်ကိုစုပန်းနေယောက်ျားဖြစ်ကိုစုပန်းပြီးတော့ယောက်ျားဖြစ်စီမဲ့အကျင့်တွေကိုလည်းဒီကျင့်ကြံနေထိုင်နေပေါ့ အဲ့ဒီမှာယဟန်တော်လေးရလဲခုနစမီလူထမ်းနဲ့ယဟန်တော်လေးရလဲသူကဒီစမီလူထမ်းနဲ့အခိုက်အတန့်မှာယက်စွာဘုရားကိုအားကြတဲ့အတွက်ကြောင့်သူလဲဒီဖះဖြစ်ပြသည်ဆိုပြီးတော့ဖះစုပန်တယ်ဗောနော်ဒီစမီလူထမ်းနဲ့အတွက်ကြောင့်ဖះဖြစ်ပြရတယ်ဆိုပြီးဖះစုပန်တယ်အဲ့ဒီလိုစုပန်တဲ့အခါမှာမြတ်စွာဘုရားကဒီယဟန်တော်လေးရဲ့မလဲဒီယဟန်တော်လေးကိုကြည့်လိုက်တဲ့အခါမှာဒီနောက်16တင်ချေကြတဲ့အခါမှာဒီပင်ကရာဆိုတဲ့ဘွဲတော်နဲ့ ဖျားဖြစ်မှာကိုပြီးတဲ့ခါကျတော့လက်ဆော့ဖျားကဖြာနေပြီးတယ်ပေါ့။နောက်၁၆တင်ကြီးကြားတဲ့အခါမှာတင်ရဟန်းကလည်းဒီဒီပင်ကရာဆိုတဲ့ဘွဲတော်နဲ့ဒီဖျားဖြစ်လိမ့်မယ်လို့ဒါဖြာရပြီးတော်မူခဲ့တယ်ပေါ့နော်။အရိယာနေစပြီးတော့ခုနဖျားရဲ့ညမတော်မင်းသမီးလေးကယောက်ျားဖြစ်ကိုစုပန်းယောက်ျားနောက်ဆုံးဘဝမှာယောက်ျားဖြစ်သွားတယ်ပေါ့နော်။အဲယောက်ျားဖြစ်တဲ့ဘဝကနေစပြီးတော့သူဒီဖျားစုပန်းတာ ဘလို့စုပန်လဲဆိုတော့ဖះစုပန်တာကိုနှုတ်ကနေမစုပန်မနဲ့စိတ်ထဲကနေဖះချွတ်ခြင်းနဲ့လို့ဒါစုပန်တာစိတ်ထဲကနေဖြစ်တာပေါ့ဖះဖြစ်ခြင်းနဲ့လို့အဲ့ဒီလိုစိတ်ထဲကနေဖះဖြစ်ခြင်းနဲ့လို့စုပန်ပြီးတော့ကုန်းလာတာခုနှစ်တင်ချေတဲ့အဲ့ဒီခုနှစ်တင်ချေအတွင်းမှာဖះပေါင်းဘလောက်ပွင့်တယ်လဲဆိုရင်ဒါတသိန်း2500ဒါဖះပေါင်းပွင့်ကြပါတော့နော် တသိန်း2500ငါးစုသော ဒါဖះရတွေပွင့်သေးကြတယ်ဗောနော်အဲ့ဒီကနေစပြီးတော့တခါဒါစိတ်နဲ့စုပန်တဲ့ကာလဗောနောက်နှုတ်နဲ့စုပန်တဲ့ကာလမှာကြတော့ကိုယ့်အတင်ချီကြတယ်တဲ့ဖះဖြစ်ခြင်းနဲ့ဆိုပြီးတော့ဒီနှုတ်ကနေထွက်ပြီးတော့ဖះစုပန်တာကကိုယ့်အတင်ချီကြတယ်အဲ့ဒီကိုယ့်အတင်ချီတွင်မှာပွင့်ခဲ့တဲ့ဖះပေါင်းကဘလောက်လဲဆိုရင်တဲ့338000ဒါဖះပေါင်းပွင့်ခဲ့တယ်ဗောနော် အဲ့ဒီတော့9တင်ချင်းနဲ့9တင်ချင်းပေါင်းတော့16တင်ချင်းအတွင်းမှာဖွင့်ခဲ့တဲ့ဖျားပေါင်းကဘလောက်လဲဆိုရင်9သိန်း12000ဖွင့်ခဲ့တယ်တဲ့အဲ့ဒီ16တင်ချင်းဖြစ်တဲ့နောက်မှာဒီခုနဆင်းမီလူခဲ့တဲ့ရဟန်းလေးရကြတော့ခိပင်္ဂရာဆိုတဲ့ဘွဲတော်နဲ့ဖျားလာဖြစ်တယ်ဒီပင်္ဂရာဖျားဖြစ်တဲ့အခါကာလသမယမှာခုနကဆင်းမီလူတန်းခဲ့တဲ့မင်းသမီးရကြတော့ ဒီဒီပင်္ဂရာလက်ထက်မှာဒီပင်္ဂရာဖရာလက်ထက်မှာဘာဖြစ်တယ်လဲဆိုတော့သူမိတာယတိဖြစ်တယ်သူမိတာယတိလေးကဒီပင်္ဂရာဖရာကြွလာမယ်လမ်းမှာသူဒီလမ်းဝိုင်းပြင်တယ်ပေါ့လမ်းဝိုင်းပြင်တဲ့အခါကျတော့မပြီးတဲ့အခါကျတော့ခန္ဓာကိုယ်ကိုဓာတ်ခင်းပြီးတော့သူသူ့ရဲ့ခန္ဓာကိုယ်ကိုလှူထမ်းတယ်အဲ့ဒီအခါမှာဒီဒီပင်္ဂရာဖရာကသူမိတာယတိလေးကိုပြန်ကြည့်တဲ့အခါဟာသူနဲ့အာအတိတ်ဘဝတစ်ခုစီတုန်းက ဒီဖယားစုပန်ခဲ့တဲ့မင်းသမီးလေးဖြစ်မှန်သိတဲ့အခါကျတော့အဲ့ဒီအတိတ်ဘဝအကြောင်းကိုဒီသူမီတာရှင်ရဲ့တဲ့ကိုပြန်ဟောပြအဲ့ဒီလိုပြန်ဟောပြပြီးတော့နောက်ဒီသူမီတာရဲ့တဲ့လေးသိသွားတဲ့အခါကျတော့ဒီဒီပင်ကရာဖယားလည်းပြန်ပြီးတော့ပြားနေပြီးတယ်ဘာဖြစ်လဲဆိုတော့နောင်လေးတဲ့ချင်းနဲ့ကဘာတတင်းကြတဲ့အခါမှာဒီဂေါရမစေတဲ့ဖွဲ့နဲ့ဖယားဖြစ်လိမ့်မယ်ဆိုပြီးတော့ဒါပြားနေပြီးရတယ်နော်အဲ့ဒီလိုပြားနေပြီး အဲ့ဒီသူမိသားစုခုဘဝမျိုးပြီးတော့ဒီဖျားဖြစ်တဲ့အချိန်ဒိဋ္ဌိရှင်မကဘာတသိအပွင့်ချီကိုဥစဉ်တို့ပြင်တော်မူခဲ့တဲ့ဖျားက28စုရှိတယ်တဲ့အဲ့တော့ဥစဉ်တို့ဒါပြန်ထုံးရမယ်ဆိုရင်ဒါစိတ်နဲ့စုပန်တာစိတ်နဲ့စုပန်တာက9တင်းချေတွင်9တင်းချေအဲ့ဒီ9တင်းချေတွင်မှာပြင်တော်မူခဲ့တဲ့ဖျားပေါင်းကတသိ200 9000ဆိုဖျားတွေပြင်ခဲ့ကြတယ်ပေါ့နော် နှုတ်နဲ့ဆုပန်ပြီးတော့နှုတ်နဲ့ဆုပန်တာကကျတော့ကိုယ်အတင်ချေချတယ်တဲ့အဲ့ဒီကိုယ်အတင်ချေတွင်မှာ ပွင့်တော်မူခဲ့တဲ့ဘုရားပေါင်းက3,800ဘုရားများပွင့်တော်မူခဲ့ကြတယ်။နောက်ကိုယ်ရောစိတ်ရောနှုတ်ရောဒီကိုယ်နှုတ်စိတ်နှလုံးသုံးခုတလုံးပေါင်းပြီးတော့စုပန်တာကကျတော့ဒီ၄သိန်းချင်တဲ့ကဘာတသိန်းဖြစ်တယ်ပေါ့နော်။အဲ့၄သိန်းချင်တဲ့ကဘာတသိန်းတွင်မှာပွင့်တော်မူခဲ့တဲ့ဘုရားပေါင်းကကျတော့ 28စုဖွင့်ခဲ့တယ်တဲ့ဒီလောက်ဆိုရင်ဒါသိကျင်နေတဲ့ဘာကြောင့်ဖရာကဒီအာသိန်း1200ဘာသိန်း1200နှစ်ချက်ရှိသူတို့ဖရာတွေကိုပူဇော်ရတယ်လဲပူဇော်ရင်ဘလို့အကျိုးကျေးဇူးရတယ်လဲနောက်တစ်ခုကဘာသိန်း1200နှစ်ချက်ရှိသူဖရာတွေကဘလို့ဖြစ်ပေါ်လာတယ်လဲဆိုတာသိလောက်ပြီလို့ထင်ပါတယ်သူစဉ်ရဲ့ဒီဖြစ်ကြချက်ကဒါလုံးဝပြည့်စုံတယ်လို့တော့ဆိုလိုပါဘူးမိမိတို့ သိချင်းတယ်ဆိုရင်မြန်မာဝီကီပီးယားမှာတွားပြီးတော့ရှာကြည့်လို့ရပါတယ်အားလုံးဒီလောက်နဲ့ပဲကျင်းနေကြပါလို့မှာကြကြပါလေဦးစင်းရဲ့ channel ကိုကြည့်နေတဲ့တယောက်ချင်းဒီတိုင်းတယောက်ချင်းဒီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်သိချင်းနဲ့ဒီဘာသာရေးနဲ့ဆိုင်တဲ့ဒီဘဟုတ္တရလေးများရှိခဲ့ရင်ဒီဥစဉ်ကုမအောင်မှာ မေးမေးနိုင်ပါတယ်။ဥစဉ်လဲဥစဉ်သေးသလောက်ပြန်လဲဖြေကျပေးပါမယ်။ဥစဉ်တို့လဲအတက်ကြီးအတကြီးမဟုတ်ပါဘူး။ဒီမေးတဲ့အရာကိုပဲဥစဉ်တို့ကပြန်ပြီးတော့လေ့လာပြီးတော့ပြန်ပြီးတော့ဖြေကျပေးရတာဖြစ်ပါတယ်။လိုအပ်ချက်များရှိရင်ဥစဉ်တို့ရဲ့လိုအပ်ချက်များသာဖြစ်ပါတယ်။အားလုံးကိုကြမ်းမှချင်းစိတ်ချမ်းသာမြေပြည်စုံကြ၍ကောင်းသောလူဝင်စံတာများကိုစီကူမှပြည်စုံနိုင်ကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။